ပေးကင်းရန်ကွာရှိကြပါစီခင်ဗျာတော်လိုင်းရည်တည်တွေကိုနားဆင်ရအောင်ပါကျွန်တော်ကကြော်ဆိုးပါမန္တလေးတိုင်းနဲ့ထိုးကြီးဘက်မှာဒေသတော်လိုင်းတက်တွေနဲ့စေအုပ်စုအဖွဲ့တက်တွေရက်ရှည်တိုက်ပွဲပြင်းထန်နေကြပါတယ်ပြီးခဲ့တဲ့လကုမိုင်းကဆာလိုစေအုပ်စုလက်အခံမြင်းကြံပြစောတိတက်တွေဟာအင်အား200ကျော်နဲ့နေထိုးကြီးတောင်ပိုင်းကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးမနေ့ကအထိတော့စီပင်တထေကုံမနှိုင်းတာအင်ကြီးတော်ဆတဲ့ရွာတွေနီးမှာတိုက်ပွဲပြင်းထန်ခဲ့ကြပါတယ် local pdf သတင်းရင်းမြစ်တွေအရတော်လိုင်းတပ်ဖွဲ့များရဲ့စီပင်ရွာတောင်ဘက်ဘေးကတခုမနိုင်တာတန်းကုန်းဘက်ကတခုစခန်းငယ်တွေကိုလက်လွတ်လိုက်ရကြောင်းလည်းသိရပါတယ်တပ်ပွဲပြင်းထန်မှုကြောင့်ရန်သူဟာတိုက်လီရင်ဝိုင်ထွဲလီရင်ပါရာမော်တာ MI 35တွေပါအင်အားဖြည့်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေလည်းရှိနေကြပါတယ်ပြည်သူ့ကျေတပွေတပ်ဖွဲ့ကသတင်းထုတ်ပြန်ကြရတော့ပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့မြင်းကျန်နထိုးကြီးလမ်းပိုင်းရွာကြီးနဲ့ညောင်ပင်ရွာကြားရောက်လာတဲ့တီတာယူမုံဖွဲ့ကို ဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းဆိုထားပြီးထိုစဉ်ကတော့ရန်သူလက်အောက်ခံတပ်တွေ15ဦးတက်မနေထိခိုက်သေးဆုံးကြောင်းဆိုထားပါတယ်အဆိုပါအော်တိုဘာ10ရက်နေ့တိုက်ပွဲကိုတော့ပြည်သူ့ကျယ်တပွေတပ်ဖွဲ့ကဥဆောင်ပြီး MGM Danger Dynamite မြင်းကြံပကပဖွဲ့တွေကတိုက်ခိုက်တာပါအဲ့ဒီနောက်မှာပဲရန်သူရဲ့အင်အားကြီးမှုကိုခုခံရင်း Local PDF စကန်နှစ်ခုတင်ခံလိုက်ရတဲ့တည်င်းတွေထပ်မံထွက်ရှိလာခြင်းဖြစ်ပါတယ်ခင်ဗျာစကိုင်းမင်းကိုလန်တိုက်ပွဲတစ်ခုကတော့အော်တိုဘာလ13ရက်နေ့မနက်7:00နာရီခွဲခန့်ကဖြစ်ခဲ့ကား ရန်သူဆဲဥထက်မှနဲ့သေပြီးမိမိတို့ဘက်ကလည်းပိဆက်ကြဆုံမှုချို့ဖြစ်ခဲ့ပါတယ်။စကိုင်းမင်းကွန်းလမ်းမရှိလက်ပံရွာနဲ့ခိုးတောင်ရွာအကြားမှာတိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီးရန်သူတိုက်ဆုံမှုဟာ15ဦးခန့်ဖြစ်နိုင်ကြောင်းတော်လိုင်းတပ်တွေဘက်ကပြောပါတယ်။ရန်သူတွေအလောင်းတည်စင်မှာလည်းပောက်တော်ရွာရင်းကြီးဆက်ယုံလမ်းကြားအရောက်မှာတော်လိုင်းတပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ပါသေးတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်မွန်လွယ်3နာရီခန့်မှာတော့စေအောင်စုလက်အောက်ကံတင်ငန်းဝပြူစောတိကောင်းဆောင်ဝေပုံလအဖွဲ့ကတိုက်ပွဲဖြစ်တဲ့ကြေးရွာတွေကိုရောက်ရှိလာပြီး ဆဲဆူချိန်မောင်းတနတ်တွေဖောက်ခဲ့ကြပါတယ်။ဒါကတော့လောလောလလတိုက်ပွဲဖြစ်ပြီးတိုက်ပွဲနဲ့နှိစက်တဲ့ဒေသခံတွေရဲ့မျက်မြင်သတင်းကိုကိုးကားခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့များဘက်ကတရားဝင်သတင်းထုတ်ပြန်ခြင်းမတွေ့ရသေးပါဘူးခင်ဗျာ။လမ်းပေါ်ကခီးသွွားလူငယ်တွေကိုအတိတ်ကပြစ်မှတ်ထားပြီးစစ်အုပ်စုရဲ့အထက်မှလူသေဆုဆောင်ပေါ်တာဆွဲမှုတွေဆက်လက်ပေါ်ပေါက်နေပါတယ်။အော်တိုဘားလ73ရဲ့ညနေ3နာရီခန့်မှာစစ်ကော်မရှင်တပ်နဲ့ပြူစောတိပူပေါင်းအင်အား30ခန့်ဟာနတ်တလင်းမြို့ပေါ်ကနေနတ်တလင်းငုတ်တူတရက်ပင်ကန်လမ်းတိုင်း ဆိုင်ကယ်တွင်နဲ့ဖလံပင်ရွာကိုရောက်လာပြီးရွာထိပ်ပိလျက်ခုံမှာပိလျက်ထိုးနေတဲ့လူငယ်၃ကိုဖမ်းဆီးသွားကြပါသေးတယ်။ဖမ်းဆီးပြီးနောက်တနတ်တွေလည်းပြစ်ပေါက်ခဲ့ကြကာတပ်ဝေအောင်အမည်ရှိចောင်းသားတူကိုတော့ဝိုင်းပြောလို့ပြန်လွတ်ပေးခဲ့သေးကြောင်းဒေသခံတွေကပြောပြပါတယ်။အသက်30ရွယ်အောင်မျိုးကျော်နဲ့အသက်25နှစ်ရွယ်ကိုဝိုင်းမင်းထွန်းတို့နှစ်ဦးကတော့နတ်တလင်းရဲစခန်းစီခေါ်ဆောင်သွားခြင်းခံရပါတယ်။အဲဒီနောက်မှာတူကိုငွေကျပ်30ပေးလိုက်လို့နတ်တလင်းရဲစခန်းကပြန်လွတ်လိုက်ပါပြီ။ဖလံပင်အုပ်ချုပ်ရေးမှူးမင်းသူဟာ ရွာမှာမနေတာ၄၅လောက်ရှိပြီမြို့ကနေရွာကိုစစ်မှုထမ်းကျေးစုပြီးသူ့စီလာပေးဖို့ခိုင်းစေတာရှိတယ်ဒါပေမဲ့ဘသူကမှစုမပေးရဘူးသူကလည်းမလာရဘူးဒါကြောင့်လဲစစ်တပ်ကတမင်ညစ်တာဖြစ်နိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်အော်တိုဘလ၁၇ရက်နေ့ကလည်းပွင့်ဖြူနဲ့စလင်းမြုပ်နယ်တို့မှာနန်းထိုက်တော်ဝင်ခီးတဲ့တင်ကားပေါ်ကလူငယ်တွေကိုဆွဲချပေါ်တာဆွဲမှုဖြစ်ခဲ့ပြီးလူငယ်9ဦးပါသွားပါသေးတယ်ပြည်သူညီနောင်စလင်းသတင်းတော်ဝန်ခံထံကသိရတာပါ အော်တိုဘလ12ရက်နေ့မနေ့6နာရီ15မိနစ်ချိန်တွင်လဲစလင်းမြို့နယ်စိတ်ကြီးကြေးရွာရှိရန်သူတပ်တွေရောက်လာပြီးအော်တိုဘလ12ရက်နေ့မနေ့6နာရီ15မိနစ်ချိန်မှာလဲစလင်းမြို့နယ်စိတ်ကြီးကြေးရွာကိုရန်သူတပ်တွေရောက်လာပြီးအသက်20ကျော်အရွယ်လူငယ်တူပါသွားပါသေးတယ်စလင်းမြို့နယ်နဲ့ပွေဖြူမြို့နယ်တို့မှာအော်တိုဘားလအတွင်းလူငယ်26ဦးဖမ်းဆီးခံခဲ့ရတာက၎င်းတို့အနက်မှလူငယ်10ဦးကငွေပေးပြီးပြန်လွတ်မြောက်လာပါတယ်။အပတ်စဉ်18အတွက်လူသေအင်အားများကိုစစ်အုပ်စုကအခုလိုနှီးမျိုးစုံနဲ့စုဆောင်းနေခြင်းဖြစ်ပြီး လူမရရင်ငွေငွေမရရင်လူနီလမျိုးစုံနဲ့အမျိုးမျိုးဒုက္ခပေးနေကြခြင်းလည်းဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းငပဲမြို့နယ်အမရန်လန်ရခိုင်ရိုးမှာပေါ်ရှိနတ်ရီကန်တောင်နဲ့ကဘာလုံးစခန်းတိုက်ပွဲတွေကတော့ပြင်းထန်ဆဲဖြစ်ပြီးအပိသက်သိမ်းယူနိုင်မှုတွေမရှိသေးပါဘူးအော်တိုဘားလာ၁၀ရင်းကတော့နတ်ရီကန်တောင်ဤကဘာလုံးစခန်းကိုဝိုင်းဝန်းပိတ်ဆို့နေစဉ်ကအရခတ်တော်အေတပ်ဖွဲ့ဝင်တို့ကရိုက်ကူးခဲ့တဲ့မှတ်တမ်းဖိုင်တစ်ခုထွက်ရှိလာပါတယ်ရုပ်သံမှန်မြင်ရတဲ့နေရာဟာကဘာလုံးစခန်းက ရန်သူဒရုန်းတပ်ဖွဲ့ဝင်တွေရဲ့စခန်းနေရာဖြစ်တယ်လို့ဆိုပါတယ်။ကမ္ဘာလုံးပြူဟာစခန်းရဲ့ကာကင်းစခန်းတွေအားလုံးကိုတော့အေတပ်ဖွဲ့ဝင်တွေဟာအော်တိုဘားလပထမပတ်ကလေးကတိမ့်နိုင်ခဲ့ပြီးဖြစ်ပါတယ်။အခုမြင်နေရတဲ့ကမ္ဘာလုံးစခန်းကိုလက်ရှိမှာဝိုင်းဝန်းပိတ်ဆို့ထားနိုင်နေပြီးအဲ့လိုပိတ်ဆို့နိုင်မှုကြောင့်လည်းရန်သူတပ်တွေဟာလေကြောင်းနဲ့သာရဲခါတွေလာချပေးနေရတဲ့အခြေအနေဖြစ်ပါတယ်။လေကြောင်းရန်ကာကွယ်ရေးအတွက်အဓိကပြင်ဆင်တည်ဆောက်ထားတဲ့ရန်သူရဲ့နှက်ရီကန်တောင် ပြူဟာစခန်းမှာလည်းရန်သူရဲခါပြတ်တတ်မှုတွေစတင်ရှိနေပြီဆိုတဲ့အကြောင်း ဒေတာတွင်သတင်းများမှာဖော်ပြနေကြပါတယ်။ဒါအပြင်နိုင်ငံပြည်ဟာခုခံစစ်ကိုဥဆောင်နေတဲ့အမှတ်၁၆ရက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အရာရှိဘိုင်းတွေဟာအော်တိုဘလ၉ရက်နေ့ကလေးကဆုတ်ခွာသွားပြီးပြည်ဟာထဲမှာကြံနေတဲ့စစ်သားတွေကသာအေအေနဲ့မဟာမိတ်တပ်များရဲ့တိုက်ခိုက်မှုကိုဆက်လက်ခုခံနေကြောင်းသိရပါတယ်။ဖိုက်တာဂုံးကိုတိမ့်နိုင်ခဲ့ပြီးလက်ရှိကဘာလုံးစခန်းကိုပိတ်ဆို့နေခြင်းဖြစ်ကာနိုင်ငံပြည်ဟာကိုအပိသက်တိမ့်နိုင်မယ်ဆိုရင်တော့ကပ္ပဆာဆက်ယုံတွေရှိရာမကွေးအနောက်ချမ်းကို အေအေနဲ့တော်လိုင်းရင်မဟာမိတ်တပ်တွေကပုံမအားဆိုင်နိုင်ကြတော့မှလည်းဖြစ်ပါတယ်ခင်ဗျာကောင်းပါဟိုးကျွန်တော်ဟုတ်ပါခွေးကြီးပါဗျာဘာကြီးပါကြီးပါကြီးကောက်ကလာဆောင်လိုက်ကောင်းပြီဘာရှင်ရီလီစကီပလန်လို့အော်ကျွန်တော်ရှင်ကအထုံးဖာဒါသမတိယဘာကြီးပါကြီးညာဘာကြီးညာ ေလေဝေမကဝေ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 ဒီမကလုံးလေးဝေရာတနာချက်သိခံဘူးပြောဟိုဘယ်လဲရာတော်မရှိနေခွာတုံးခွာတုံးနေရဲ့ဒါနေဝေဟုတ်ကဲ့ဟေးကျွန်တော်ကဘယ်လိုဒီကနော်လဲ ရေးမြို့နယ်ကျောင်းရွာနီးအာယုတောင်ခမရ343တက်ကို60မမနဲ့ပြစ်ကတိုက်ခိုက်နေတာကိုအော်တိုဘလ73ရက်နေ့ရက်စွဲနဲ့ရေးဘလူးပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားကြပါတယ်။အော်တိုဘလ73ရက်နေ့မနက်၈နာရီခွဲအာယုတောင်343တက်ကိုကျွန်တော်တို့ရေးဘလူးတိုက်ရင်လက်နက်ကြီးတပ်စိုက်က60မမစိန်ပြောင်းနဲ့ဝင်းထုမင်းတို့ဝှက်လဲပြီးမဟုတ်လားလို့ရေးဘလူးကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးထားပါတယ်။ပြစ်ကတ်မှုကြောင့်60မမအသီး၃လုံးရန်သူစခန်းတွင်ကြားရောက် ပောက်ကွဲခဲ့ကြောင်းဆိုပါတယ်။ ကျန်သူတရင်အနီးနားထိချင်းကပ်နိုင်ပြီးခုလိုပြစ်ကပ်နိုင်ပေမဲ့လက်နက်အင်အားလူအင်အားတို့ကြောင့်စီးနှင်းတိုက်ခိုက်ခြင်းတော့မလုပ်နိုင်ခဲ့ပါဘူးအခုလိုလက်နက်ကြီးသုံးလုံးပြစ်ကပ်မှုကြောင့်ထိခိုက်မှုစီးရင်ကိုလည်းစုံစမ်းနေဆဲဖြစ်ပါရယ်ခင်ဗျာပြင်းနီပြင်းနဲ့တွင်းကလွိုင်းကော်ဒီမော့ဆိုဖရူဆိုအော်လကဲဖဲခုံမြို့နယ်တွေမှာတိုက်ပွဲပြင်းထန်နေပြီးရန်သူစစ်အုပ်စုတပ်မှ20ဦးသေဆုံးမှုနဲ့တူလက်နက်လေးလက်ရရှိတဲ့တရင်ထုတ်ပြန်ချက်ကိုတော့ KNTF ဗဟိုတရင်နဲ့ပြန်ကြားရေးကထုတ်ပြန်လာပါတယ် ဒီသတင်းကအော်တိုဘာလ6ရက်နေ့တိုက်ပွဲကိုအခြေပြုတာပါရန်သူရတောင်ကုန်းကာကင်းကိုတနအင်းဒီပါတိုက်ခိုက်ပြီးအခုလိုချမ်းပစစ်တပ်ကိုအထိနာစေခဲ့ခြင်းလည်းဖြစ်ပါတယ်တရက်ထဲမှာပဲပီယန်နီရှမ်းတောင်နယ်စပ်ကိုစစ်ကြောင်းထိုးတဲ့စစ်အုပ်စုနဲ့လက်အောက်ခံ PNO ကို၃နိုင်ခန့်ကြာခုခံတိုက်ပွဲမှာလည်းရန်သူတွေပဲထိခိုက်တိုက်ဆုံမှုများတယ်လို့ဆိုထားပါသေးတယ်။လွန်လင်းလေးမြို့နယ်လင်းဖုံကြီးရွာနီးကိုအော်တိုဘားလ9ရက်နေ့ကစစ်ကြောင်း2ကြောင်းထိုးတာကိုလည်း၂နိုင်ခန့်ခုခံရင်း စေယုစုကပဲထိနာပြီးပြန်ဆုတ်သွားကြောင်းဖော်ပြပါတယ်။အော်တိုဘလ9ရက်နေ့ရောက်မှာတော့လင်းဖုန်ကြီးကြည်ရွာဘက်ကရန်သူအင်အား60ခန့်ထပ်မံစစ်ကြောင်းထိုးတာကိုလည်းနှစ်ရက်ကြာခုခံရမှအကြမ်းဖက်စေယုစုတပ်သားတွေ10ဦးကျော်သေပြီးအများပြဒဏ်ရာရသွားကြပါတယ်။စစ်မြေနာအားလုံးပေါင်းရင်စစ်သား20ဝန်းကျင်သေဆုံးမှုရှိနိုင်တယ်။စစ်မြေနာ9ခုလုံးမှာအင်အားတွေထပ်တိုးနေတယ်။အဲဒါကြောင့်စည်ရေးအချိန်မြင့်လာဖို့ရှိပါတယ်အခုလောလောဆယ်တော့ခုခံစစ်ကိုပဲအရင်ဆင်နွှဲနေရတာပါ မိဘပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့တိုက်တွန်းလိုပါတယ်ဟူ၍ KNT ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကသတိပေးထားပါတယ်။လက်ရှိကရင်နီပြည်နယ်အတွင်းကိုအကြမ်းဖက်ဆဲအုပ်စုကစစ်မျက်နှာ၅ခုဖွေပြီးစစ်ကြောင်းထိုးနေရမှာနေ့စဉ်တိုက်ပွဲဆက်လက်ပြင်းထန်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။မန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာပြူစောတိအထိုင်စခန်းကိုဒေသတော်လိုင်းတပ်တွေဝန်တိုက်တာကတော့ဆယ်ဦးသေအများပြားဒဏ်ရာရသွားကြောင်းသိရပါတယ်။ MGN Danger Dynamic အဖွဲ့ကသတင်းထုတ်ပြန်တာဖြစ်ပြီး ဒီပွဲကတော့အော်တိုဘလ12ရက်နေ့က3နိုင်ကြီးကြာစီနင်းတိုက်ခိုက်ခဲ့တဲ့ပွဲပါကြောက်ပြုတ်ကမြင်းကြံမျိုးအထက်နဘူးအိုင်လမ်းမပေါ်မှာရှိတာအဲ့ဒီမှာကတီတာယူမုံကောင်တွေနဲ့အစခတ်တွေတတ်ဆွဲထားတာဝင်းစီးတော့အတော်လေးထိနာပြီးကြောက်ပြုတ်ကနေထွက်ပြေးသွားတာလို့ဒေသတော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါတယ်ရန်သူလေးချောင်းတိုက်ခိုက်မှုတွေရောက်လာလို့ပြန်ဆုတ်ခဲ့ပြီး MTN Danger Dynamic MGRF PDF တပ်ဖွဲ့ Talify PDF တပ်ဖွဲ့နဲ့မြင်းကြံပတ်ကဖားတို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကား တော်လိုင်းဘက်ကအထိကမရှိခဲ့ပါဘူးခင်ဗျာဟုတ်တယ် ွေးဖြစ်တယ်ခွေးစက်ပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့မနေ့ပိုင်းကတော့စကိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာလုံခြုံရေးလာယူတဲ့ ဆိုင်ကယ်နဲ့ရန်သူ၄ယောက်ကိုတော်လိုင်းတပ်တွေအသစ်စောင့်ကြိုပစ်ခတ်ရမှာ၄ဦးနဲ့က၃ဦးသေပြီးလက်နဲ့၃လက်ရလိုက်ပါတယ် Special Force 11 PD တပ်ဖွဲ့ကတည်င်းထုတ်ပြန်ထားတာပါကိုရင်တန်းလုံခြုံရေးယူဖို့ဆိုင်ကယ်တွေနဲ့လာချင်းအပိုင်တိုက်ခိုက်ခံရတာဒကောင်ပဲလွတ်သွားတယ်လို့တည်င်းရင့်မြစ်ကပြောပါတယ်အနံယူတိုက်ခိုက်ပြီးနေမြေရှင်းလင်းစင်မှာဆိုင်ကယ်၄စီး BA63 တနက်၃လက်9မမကြီး494တောက်7.62မမကြီး 652တောက်ကြီကောက်ထုပ်3လုံး BA63 ကြီပေါက်10ခု BA94 ကြီပေါက်3ခုလက်ပစ်ပုံးတစ်လုံးနဲ့လက်ကင်ဖုံး4လုံးသိမ်းဆီနိုင်ခဲ့ပါတယ်။ဒါကတော့6ဦးမြို့နယ်ပကပတိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 LPDF တို့ပူးပေါင်းခဲ့တာဖြစ်ပြီးမိမိတို့ဘက်ကထိခိုက်မှုမရှိခဲ့ပါဘူးခင်ဗျာ။ စကိုင်းရှိချံဘျူဟာလမ်းပိုင်းပေါ်ကရန်သူစစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့တာကတော့၄ချိန်ထိတိုက်ပွဲဖြစ်ခဲ့ပြီးရန်သူထိကတိစုံမှုနဲ့တူလက်နက်တူလည်းရခဲ့ကြောင်း Thunderbird People's Defense Force မိုးကြိုငှက်ဖွဲ့ကတတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ကတိုက်ပွဲပါ။ဆယ်လေးတော့လမ်းဆောင်မှာနှစ်ကြိမ်၊ကြောက်ပနံရွာမှာတစ်ကြိမ်၊လင်းရင်ရွာတစ်မှာတစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။တိုက်ပွဲတွင်စစ်အုပ်စုဘက်က2ဦးမျက်မြင်သေးကြောင်း စစ်ဗိုလ်တူလက်ထိမှန်တန်ရာအပါဝင် အများပြားတန်ရာရသွားပြီး MA4 တက်လက်နဲ့ MA2 တက်နတ်တက်လက်အပါဝင်စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းပိုက်နိုင်ခဲ့တာသိရပါဗျ။ဒါကတော့ Thunderbolt Local Defense Force ဘဒူတိုက်နယ်ပတ်ကဖနဲ့နေမီကန်ညီနောင်တော်လိုင်းအင်အားစုတွေကပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးမိမိတို့ဘက်ကတော်လိုင်းရဲဘော်တူနိုင်ငံတော်အစ်စ်တို့အသက်ပေးလူသွားခဲ့ရကြောင်းလဲသိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘားလ၄ရက်နေ့ညနေပိုင်းကပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းတိုက်ပွဲတဲ့တင်းကိုတော့မင်းဘူးခရိုင်အမှတ်ခုနှစ်တိုက်ရင်းကထုတ်ပြန်ရမှာရန်သူ၆ယောက်တေဆုံးခဲ့တယ်လို့ပါရှိပါတယ်။ပသိမ်မုံရွာလမ်းပိုင်းမဲဇလီဆယ်တော်လဒါရှိစစ်အုပ်စုရဲ့မဲဇလီကာကင်းခိတ်စခန်းကိုတော်လိုင်းတပ်တွေကဝင်တိုက်တာပါ။တိုက်ပွဲတနိုင်ခွဲကျော်ဖြစ်ခဲ့ပြီးရန်သူအလောင်း၄လောင်းနဲ့လက်နက်ခဲယမ်းစစ်အုံဆောင်ပစ္စည်းချို့ရလိုက်ပါတယ်။အဲ့ဒီနောက်တိုက်ပွဲပြီးအော်တိုဘားလ၁၇ရက်နေ့နဲ့၁၂ရက်တို့မှာတော့ စစ်သားအလောင်းနှစ်လောင်းထပ်မံတွေ့ရှိခဲ့တဲ့အတွက်စုစုပေါင်းစစ်သား6ယောက်တေဆုံးကြောင်းအတည်ပြုနိုင်လိုက်ကြပါတယ်။ဒါကတော့မင်းဘူးခရိုင်အမှတ်ခုနဲ့တိုက်ရင်မင်းဘူးခရိုင်ပတ်ကဖနဲ့ပွင့်ဖြူမြို့နယ်ပတ်ကဖတို့ကပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။အေးဟေးဟေးဟေးဒါလာတာတော့ဒါမျိုး

nấu xong ba câu cho nó luôn nguyên gì nè bị thâu bị tháp bao giờ ra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  theo này đệ 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 Charlie đệ đệ lại đi bắt cô lại kìa ở đâu vậy nhau đi anh đâu theo Charlie đi anh Charlie <i he perfectly>. ကရင်ပြည်နယ်စစ်ရေးသတင်းတွေမှာတော့အာရှလက်မှတ်ကိုစေအောင်စုဘက်ကပြန်ဆိုးမှုဖွင့်လှစ်ဖို့သတင်းတွေပြန့်နှံ့နေပြီးဒေတာတွင်းတိုက်ပွဲတွေလည်းရပ်တန့်ခြင်းမရှိသေးပါဘူးပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ကတော့ကော့ကရိတ်မြို့နယ်နောင်မိယွာနီတိုက်ပွဲဖြစ်ပြီးအကြမ်းဖက်အာဏာသိမ်းစစ်တပ် GKPA BG ရဲ့ပူးပေါင်းတပ်များဘက်က30ဦးဝန်းကျင်တိုက်ဆုံးက3ဦးအရှင်ဖမ်းမိထားကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်ရန်သူဟာ GKPA နဲ့ BGF အကူအညီနဲ့ချီဖိုးဆန်ဒေါနာတောင်လန်းဟောင်းဘက်မှတဆင့်ထိုးစစ်ဆင်လာကြောင်း နောက်မိကြေးရွာအနီးအရောက် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဘိုဘီ TKPA တွေ BGF တွေစစ်ခွေးနဲ့စစ်ကြောင်းတက်လာတာနောက်မိမှာဖျက်တိုက်ခံရတော့30ဝန်းကျင်လောက်ဒေကုန်တယ်။ TKPA BGF တွေ20လောက်ထိတယ်။ TKPA 3ရောက်ရှင်ဖမ်းမိထားတယ်။အဲ့ဒီမှာမြပရိုင်ရွာဘက်ပြန်ဆုတ်ပြေးရတာကိုဘိုဘီဖွဲ့က drone နဲ့လာပြန်ချက်လက်နက်ကြီးပြန်ပစ်ထည့်နေတာအခုဒီကနေ့ဆက်လက်ရနေမှာလေလေရင်ပုံကျဲတယ်။ ရွာကတော့တော်တော်ပြည့်စည်ကုန်ပြီဟူ၍ဒေသခံတွေကပြောပါတယ်။ရန်သူတွေဟာအရတားတွေကို နောင်ထပ်ပံမြပတိုင်းနန်းကော့တေးကော့ဖန်ရက်နောင်မိကြီးရွာများမှထွက်ခွင့်မပေးဘဲလူသားတိုင်းတပွဲထိမ့်သိမ်းထားကြောင်းကိုလည်းသိရပါတယ်။တချိန်ထဲမှာပဲအာရှလန်းကိုပြန်ဖွဲ့ဖို့စီအုပ်စုတက်နဲ့စီးပွားရေးလက်နက်ကင်ကရင်တက်တို့သဘောတူထားကြပြီဆိုတဲ့သတင်းတွေနဲ့တူတောင်ရင်မြစ်ကမ်းပြည့်ရှိ BGF ဂိတ်နဲ့ KNU KNL PC ဂိတ်များကိုလည်းစစ်တပ်နဲ့ဌာနပေါင်းစုံက ဝင်ရောက်စစ်ဆေးခြင်းမှတ်တမ်းတွေလည်းထွက်ရှိလာတာတွေ့ရပါတယ်။တည်င်းရင်းမြစ်တွေရဲ့အဆိုရတော့အော်တိုဘားလ18ရက်နေ့သို့မဟုတ်18မှာအာရှလမ်းကိုပြန်ဖွင့်ဖို့ရှိနေပြီးဒီလမ်းကအကျိုးမြတ်ကို BGF DKBA နဲ့ PC တို့ကိုအပိုင်စားပေးမယ်လို့ကြားရကြောင်းဒီလိုလောက်ရခြင်းဟာစေအုပ်စုကစိုးမိုးနိုင်ခြင်းမရှိမဲ့အတူတူပရင်တပ်တွေကိုသွေးခွဲပြီးနယ်မြေအပိုင်စားစီးပွားရှာခွင့်ပြုကာ KNU ကတစ်ဖက် BGF DKBA နဲ့ PC တပ်တွေကတစ်ဖက် ပြပြတသားခွဲချမ်းလိုက်ခြင်းဖြစ်ကြောင်းလဲဆိုကြပါတယ်။အကျန်းဖက်စစ်တပ်ကအထမပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU ကဆန့်ကျင်ကြောင်းတရားဝင်ကြေညာပြီးချိန်မှာတစ်ဖက်က BGF DKB နဲ့ PC တပ်တွေကတော့သူတို့ထောက်ခံမယ်လို့ကြေညာထားချိန်လဲဖြစ်ပါတယ်ခင်ဗျာ။